အသက်48နှစ်ပြည့်မွေးနေ့ကို18မိုင်တော်ရအကြောင်းမှာစွမ်းကုသိုလ်နဲ့နဝကမ္မကုသိုလ်ယူခဲ့တဲ့မွေးနေ့ရှင်အိန္ဒြာကျော်စင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့ရက်ပိုင်းကအသက်48နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့မင်းသမီးအိန္ဒြာကျော်စင်ကတော့သူမရဲ့မွေးနေ့မှာ18မိုင်တော်ရအကြောင်းမှာမိသားစုနဲ့အတူတူအလှူတွေကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်မင်းသမီးအိန္ဒြာကျော်စင်ကတော့အခုနောက်ပိုင်းမှာမင်းသားပြည်ကြီးဦးနဲ့အတူမိသားစုနဲ့အလှူတန်းတွေပြုလုပ်ပြီး မလင်ဘေးတင်ပြည်သူတွေကိုလည်းကိုတိုင်သွားရောက်ကူညီလှူဆောင်ပေးနေတာလည်းဖြစ်ပါတယ်။အခုတကမှဆိုရင်လည်းတရုတ်ဆောင်အင်နွားကျော်စင်းကသူမရဲ့အသက်48နှစ်ပြည့်မွေးနေ့လေးမှာအလူအတန်းတွေကိုပြုလုပ်ပြီးဖြတ်သန်းခဲ့တာလည်းဖြစ်ပါတယ်။အခုလပိုင်းအချိန်တွေမှာတော့အင်နွားကျော်စင်းတို့မိသားစုကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာမကြာခဏဆိုသလိုပြန်လည်မြင်တွေ့လာခဲ့ရတာလည်းဖြစ်ပါတယ်။အင်နွားကျော်စင်းရဲ့ပြည်တီဦးတို့ကအမှုပညာအလုပ်တွေကိုရည်နာထားတာလည်းကြာမြင့်နေပြီဖြစ်ပြီး အခုလပိုင်းအတွင်းကမှပြည်သက်တွေရှိကိုပြန်လည်ရောက်ရှိလာခဲ့ပြီးကြောင်းညာရိုက်ကူးမှုတွေကိုလည်းစတင်လောက်ကိုင်းနေပြီလဲဖြစ်ပါတယ်။အိန်နွားကျော်စင်ကတော့သူမရဲ့အသက်48နှစ်ပြည့်မွေးနေ့လေးမှာ18မိုင်တော်ရကျောင်းမှာပြည်တည်ဦးတမီလေးပြည်သူတော်နဲ့သားလေးဖိုးတီမိတူးခိုင်တို့အပြင်မိသားစုလိုက်အလှကုသိုလ်ဒါနပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလပိုင်းအတွင်းမှာဆိုရင်တော့တမီလေးပြည်သူတော်ကိုပြည်သက်တွေကအတော်လေးကိုအာယုံစူးစိုက်မှုတွေများလာခဲ့ပြီးတော့ ပြီးခဲ့တဲ့ငလင်ဘေးသင့်ပြည်သူများထံကိုကိုယ်တိုင်သွားရောက်လူဒန်းခဲ့တဲ့ဗီဒီယိုနဲ့ဓာတ်ပုံဖိုင်တွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဝေဖန်မှုတွေရှိနေခဲ့ပေမဲ့လည်းအင်နာကျော်စင်တဲ့ပြည်တီဦးတို့ရဲ့သမီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးကဝိုင်းပြီးတော့ချစ်ခင်နေကြတာလည်းဖြစ်ပါတယ်